မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇော်မင်းအောင်ရေးသားထားတဲ့လူစားလဲသည့်ညာဆိုတဲ့စိတ်ဝင်စားဖွယ်ရာပြလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော် channel လေးကို like subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါစေခင်ဗျာလွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုခန့်သောအခါက ကြောစွာတယောက်မြို့ပြင်တွင်ရှိသောတို့၏မိသားစုပိုင်းစိန်လုံးတရက်ပင်များနှင့်အခြားတစ်ပင်ပန်းမှန်တို့ရောပြုံစိုက်ပျိုးထားရာခြံကြီးတို့တငယ်ချင်းဖြစ်သူစိုးမျက်နှာတို့ဆိုင်ငယ်တစည်းဖြစ်ထွက်သွားခဲ့ပူတယ်။ထိုစဉ်ကစိန်လုံးတရက်ပင်များအ धिक စိုက်ပျိုးရာအရေးအဝါသာကောင်းမွန်လာစွာသောငားဤကကျဲဝန်းရှိ ထိုခြံကြီးတဲတွင်ခံထားသောလုံသမားခြံဆောင်မှအကြောင်းကိစ္စတစ်ခုကြောင့်တို့၏ရွာသို့ခွင့်ယူပြန်သွားသည်ဖြစ်ခြံရှိအဆောင်ခွေ့ ဆက်သုံးကောင်ဟာအစာကျွေးမိသူမရှိပေ။ထို့ကြောင့်သူ့ဤဖခင်ကြီးဦးသိန်းလိုင်ကခြံဆောင်ခွေးများကိုအစာရည်စာကျွေးဝေးရန်လို့ကထိုးနေရသူဆေးလို့လိုက်လေရင်ကြော်စွားအနေဖြင့်မငင်းတာတော့ပေ။စိုးမြင့်ဟူသည့်တငယ်ချင်းကိုခေါ်ကမိမိတို့စိုက်ပျိုးတရက်ခြံကြီးတို့ထွက်ခါလာခဲ့ခြင်းဖြစ်လေတဲ့။မြို့ပြင်ရှိခြံကြီးတို့ရောက်တော့ခါကြော်စွားတို့မှာတင့်ပါလာတော့ခွေးစာများအားခြံဆောင်ခွေးကြီးငယ်များကိုကျွေးမွေးကြပြီးတကလား။မိမိတို့တောက်စားဖို့ရန် ဝယ်ယူလာခဲ့သောရက်ပလင်းတစ်လုံးနဲ့အမီးများကိုထုတ်လိုက်ကခြံဆောင်တဲ့နှစ်ယောက်ဝိုင်းဖွဲ့ကထိုင်လိုက်ကြတယ်။ထို့နောက်သူတို့သည်အရက်တောက်လိုက်အမီးစားလိုက်ပြီးရောက်တဲ့နေရာပြောဆိုလာခဲ့ကြပြီးနောက်ပြင်းပြင်းကြီးရှိလာခဲ့ကြသည်နှင့်တဘာဝအလွန်ဖြစ်ရများနှင့်ဆက်နွယ်လျက်ရှိသောကြာဘူးနာဝါဇလတ်များစကားရောက်သွားကြလေ။ဤခါမှကြော်စော်ကယခုမိမိတို့တည့်ရချံကြီးအပြင်ဘက်မျက်ဆောင်တို့လမ်းတော့တနေရာရှိ နှစ်ချို့မကြီးပင်ကြီးတပင်အီအောက်တက်တဲ့သည်မြေတို့ဖြစ်သည်မသိရင်မတော်ဆမြခဏခဏအက်ဆီဒန့်ဖြစ်ကလူသေးပြောက်ကျန်းလာကြောင်းစိုးမြင့်အားဖွင့်ဟာပြောပြခဲ့တဲ့ထိုအထဲကမှ အခါတပားတွင်ဤချံကိုလဲလာစဉ်တုန်းကထိုမကြီးပင်ကြီးအောက်ရောက်ရုတ်တရက်ဆက်ရက်သွားခဲ့တော့ကုန်တင်ကားကြီးဒီစီးကြောင်းမှလည်းကြောစွာကိုတိုင်းမျက်မြင်ကိုတွေ့ပေမို့ထိတ်လန့်ပေါ်ရကောင်းလွန်းလာပါလေအเจ้าမှာထိုးအချိန်ကဆက်ချိုရင်သွားတော့ကားဤအောင် ဝင်ရောက်ခါထိုးလိုက်ပါခမပြဿနာရင်းမြင်ရှာဖွေနေစဉ်တွင် အဆိုပါကားကြီးမှမောင်းနေသူမပါရှိပဲနေရာမှာပြုံးစားထွက်သွားသောကြောင့်ထိုလူခမကုံကားပင်ကြီးကြိတ်ခံရကအသေးဆိုးဖြင့်တည်ဆုံသွားခဲ့ကြောင်းပင်ထို့သောခြံနီးဝဉ္ညရှိ ခိုက်သည်ဟုယူဆမိမကြီးပင်ကြီးကြောင်းမှဆ၍အခြားသောဖြစ်ရဆန့်ကျင်ကိစ္စများသို့တောင်ရောက်မြောက်ရောက်ပြောဆိုလာကြရင်ညနေပိုင်းသို့တိုင်အောင်ရောင်မန်းမသိရောက်ရှိလာခဲ့လေတဲ့ဤခါတွင် နှစ်ယောက်သားလဲတော်တန်မိုးဝေလာကြပြီးဖြစ်တော်ညာအာသာမပြေသေးသလိုရှိနေသဖြင့်အရက်နောက်တုံးထွက်ဝံရန်နေချမ်းဆောင်တဲမှာပင်မအိစပူညိုက်ကြရန်တိုင်ပင်မိကြတယ်။အဲ့ဒါဆိုကြောစွာငါမင်းဆိုင်ကနေအရက်တလုံးပြေးဝေလိုက်မယ်။ဒီနီးနားမှာအရက်ဝေလို့ရတဲ့ဆိုင်တဆိုင်တော့ရှိမှာပဲလေ။အေးဆိုမြေအဲ့ဒီအစီအစဉ်ကောင်းတဲ့ငွေချင်းရော့ဝါဆိုင်ကတော့တိတ်လဲမကြနိုင်အောင်တော့ ဆိုင်ကယ်ယူကစိုးမြစ်ထွက်သွားသွားပြီးနောက်ကြောစွာမှာလက်ကြံရက်များအားဇိမ်းပြေနှပြေဖျက်လျက်ရှိနေစဉ်အခြားဆိုင်ကယ်တစ်ချီခြံရှိလာရသောကြောင့်ထွက်ပြေးကြည့်လေလျင်ရွာပြန်သွားသည့်ခြံဆောင်ဤမိတ်ဆွေတို့ဖြစ်နေကြောင်းတွေ့ရှိရလေတဲ့ခြံဆောင်ဦးလေးရွာပြန်သွားလို့မရှိဘူးခမဘာကိစ္စလဲမသိဘူးဩဟုတ်လားအဲ့ဒီလူဆိုရင်ရော့သူ့ဖို့လမ်းကြုံဝင်လာတဲ့အကျော်ဆောင်တွေမင်းပဲယူလိုက်တော့မောင်ရင်ဒါနဲ့ မင်းတယောက်တည်းဒီကိုဘာလာလုပ်နေရလဲနေလဲစောင်းတော့မယ်မျိုးတည်းမပြန်သေးဘူးလားဟာအကျော်ဆုံးနေအတွက်ကျေးဇူးပါပဲဦးလေကျွန်တော်ဒီလာတာအဖေလွတ်လိုက်လို့လေသူ့ခြံဆောင်ခွေးတွေကိုအစာကျွေးမယ်လူမရှိဘူးဆိုလို့ဟိုကောင်ဆိုးမြစ်ကိုခေါ်ပြီးခွေးစာလာကျွေးတာဒီနေ့တော့အိမ်မပြန်တော့ပါဘူးဗျာကို့ခြံနဲ့အိတ်ဖူးတွေရှိအောင်တညတော့အိတ်ကြည့်အောင်မလို့ဆိုးမြစ်ကတော့ကျွန်တော်ဆိုင်ငယ်နဲ့အရက်ဝယ်ဖို့ထွက်သွားလိမ့်ရဲ့အေးအေးတိတ်လဲမမူးကြနဲ့ကွာနော် မင်းတို့ခြံဆောင်ငါမိတ်ဆွေကတော့ဖယားတရားရန်လုတဲ့လူသူပြောနေကြစကားတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီခြံထဲမှာဖယားတရားပုံမှန်မလုပ်သူတွေသာဆို နေဖို့ထိုင်ဖို့မလွယ်ဘူးဆိုပဲကဲမောင်ရင်တော့ဥသွောင်းမယ်ဆိုင်ငယ်မောင်းနေထွက်သွားတော့ခြံဆောင်ရင်မိတ်ဆွေဦးလေးကြီးကြောပြင်ကိုကြည့်ကကြော်စွားစိတ်ထိတ်အသွေးများသာထက်လာတဲ့ခြံပိုင်ရှင်မိမိတို့ပင်မကြဘူးမတည်ဘူးကဲ့တော့စကားအချို့ကို ယခုလေးတင်ဦးလေးကြီးမှပြောပြခဲ့သည်မဟုတ်တော့သို့တော့ခဏကြာတွင်ထိုကိစ္စအားကောင်းတွင်မှထုတ်ခါကြောစွာမှခြံဆောင်တဲတွင် ပြန်သွားခဲ့ပြီး လက်ကြံရက်များနှင့်တွဲဖွဲ့ရဦးလေးကြီးပြေးခဲ့သည်အကျော်ဆုံးကိုမိွားနေလိုက်တဲ့အချိန်များသည်ကုန်းလုံးလာခဲ့ပြီးနောက်ညနေဆောင်က နေဝင်စားပင်ပြုတ်လာခဲ့ပြီးဆိုင်ကယူလျက်အရက်ဝယ်ထွက်သွားသူစိုးမြင့်မှယခုအချိန်ထိပြန်ရောက်လာခြင်းအလင်းမရှိသေးအမှန်တကယ်တမ်းထိုညနေက အရက်ဝတ်တော်ထွားသွားသူသည်စိုးမြင့်တယောက်မူးမူးယူးယူးနှင့်မြို့ထဲသို့ပြန်သွားပြီဖြစ်ကြောင်းကြော်စွာအနေဖြင့်သိရှိခဲ့ပါမူပြန်မလာတော့မီတငယ်ချင်းဖြစ်သူကိုစောင်းဆိုင်ရင်တဲတွင်ရက်ကကြံလေးများချွေတာတောင်းတုံးလိုက်အကြော်ကြုံကိုဆလိုက်လုံနေသူကြော်သွားသည်တက်ဖြစ်ဖြစ်နေစိတ်လက်မရှိဖြစ်လာတော့ကြောင်းတဲရှိကိုဖြစ်ထက်သို့နေရာရွှေပြောင်းလိုက်ထိုင်ချလိုက်တယ်နေရောင်ကြီးပြောက်ခအမောင်လုံးလုံးကြတော့မီဟန်လက္ခဏာစိုင်းပြင်လျက်ရှိသည့် ရခုလိုချင်းနေမျိုးတွင်အေးသေးချန်ကြီးအပါဝင်ချန်နီဝင်းကျင်ဆိုသည်မှာလေလူသွားလူလာတိတ်မနေသည့်မြို့ပြင်တနေရာဖြစ်သောကြောင့်အရာရာမှာငကိုကထက်စားထက်ပို့တို့တိတ်ဆိတ်လာနေလျင်ကြော်စွားမှာမိမိနားများပင်းသွားပြီလားဟုတန်တရာဝင်နေမိတဲ့ထိုချိန်တွင်ပဇွန်ကျော်စားကျင်လိုက်တာဤငါနဲ့နဲ့ကြွေးပါတော့လားကောင်လေးဟုသည်မိမကြီးတယောက်ဤအတန်ခက်သေးသေးတစ်ခုမှကိုပြစ်နေမလန့်မကန့်ရှိ တရက်ပင်တပင်အထက်ကထွက်ပေါ်လာခဲ့တယ်။အသေးချပင် နားဖြည့်ဆက်ဆက် အတက်ကြားလိုက်ရတော့အတန်ဖြစ်သည့်တွက်ကြော်ကြွမှာအတန်လာရတရက်ပင်ထက်မော့ကြည့်လိုက်တော့တက်ရှိရိတ်ရောင်းများမရှိရခုချိန်တိုင်းမင်းမင်းနဲ့အောက်ခွေ73កောင်မှလွတ်၍အချားမီသူတူတူအောင်မှလည်းဤချမ်းကြီးတဲ့တွင် လုံးဝမရှိသောကြောင့်ကြော်စွားနေဖြင့်ကြောင်အန်းအန်းတစ်ချက်ဖြစ်သွားခဲ့တယ်။မိတို့ပင်ဆိုစီကမှုမကြုံစဘူးအထီးကျန်တိတ်ဆိတ်မှုများကြောင့်မိမိစိတ်ကမိမိအား ပြန်လည်ခြောက်လန့်ခြင်းသာဖြစ်နိုင်ကောင်းသည်ဟုကြောစွာဖြေတွေးမိတော်လေကိုနှွေကိုယုံကြည်စိတ်ချမနိုင်သေးပေ။ဘာလို့လာတောင်းနေတာလဲ။ကျွေးစရာဘာပစုံကြောမှမရှိဘူးဟုတို့ဤပါဇက်မှလှုပ်ခနဲပြောလိုက်မိလေတဲ့။အကြော်ဒုံတဲ့ကပစုံကြောနဲ့ညနေတဲ့တခုလောက်ကြွေးပါ။ထမှန်ထွက်ပေါ်လာသည့်တရက်ပင်ထက်ကခွန်းတုတ်ပြန်တဲ့စကားကြောင့်အပြေးလားဖွေရှာစဉ်းစားနေသာမလို့တော့အောင်ပင်တရက်၆ခံရပြီဖြစ်ကြောင့်ကြောစွာခေါင်းနဲ့အတက်တိလိုက်ချေပြီ။ အေးကောင်းပြီလေပစုံကြော်ကြွေးမယ်ငါ့ကိုလာမနှောက်ရှက်နဲ့ပုံမှန်စိတ်တိုင်းဆိုပါကနေရာမှာရုပ်ကြီးထားပြမိမှာမှန်တော့လေအရတကိုကြွနေသည်ယခုလိုချင်းမျိုးတွင်တော့ပြန်မြောက်လာသည်သူစိုးမြစ်ကိုစိတ်မှန်ဆိုးလျက်ရှိတော့ဓာတ်ခံဖြစ်ရောရဲ့ပေါင်းစကားမတိစိတ်လုံဆောင်မှုဖြစ်ဤသို့တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်တယ်ကြောစွာပစုံကြော်တုံးချက်ကိုယူ၍ကို့ပြစ်နှပိမြေကြီးပေါ်ပြစ်ချပြလိုက်တဲ့ထိုးချင်းတွင်အစောပိုင်းတုန်းက မိမကြီးတယောက်တန်ထွက်ပေါ်လာခဲ့တော့တရဲပင်ကြီးတကိုင်းတကိုင်းမှာဓကြည့်ကြည့်မိကအောက်တော့နှိမ့်စင်းလာခဲ့ပြီမြေကြီးနေထိကပ်သွားပြီးတော့တပန်းပြန်လက်အထက်သို့ပြန်တက်သွားခဲ့ကြည့်မယုံကြည်နိုင်ပေါ်ရအဖြစ်ပေါ်လာခဲ့တော့ထိုချင်းရာကြောင့်ခေါင်းနှပန်းများလွန်တရာကြီးသွားခဲ့တော့ကြောစွာတယောက်မိမိမျက်လုံးများအား၎င်းတရက်ပင်ပေါ်လှမ်းမကြည့်မိအောင်မနဲ့စိတ်တင်းထားလိုက်ရတယ်နောက်ဆုံးလက်ကြံရက်တစ်ခွက်ကိုရေမျောပဲကြောစွာတကြိုက်တဲ့ပြစ်မော့ချလိုက်တဲ့ ရဲစဲတင်လိုက်သောအရက်စွမ်းကြောင့်သူ့၏လက်ကြောင်းတစ်လျှောက်အပါဝင်ခန္ဓာကိုယ်တစ်ခုလုံးပုံနှွေးသွားခဲ့တဲ့ထို့နောက်မျက်လုံးစုံမိတ်၍သူ့သည့်စိတ်ထဲမှငါမှုပြီးမြင်ကျင်ရတွင်မြင်ကြားကျင်ရတွင်ကြားနေရတာဟု ဖြေသိလျက်ရှိနေစဉ်ကျမကိုနေရာထိုင်ကလေးတစ်ခုလောက်ပြေးပါရှင်အကိုတို့ချန်ကြီးနာကမကြီးပင်နာမှာကျမကဆိုင်ကယ်တိုက်ခံရပြီးတေခဲ့သူပါအကိုချန်နဲ့ဝင်လာခဲ့ကကျမကလိုက်လာတာပါ အခုခြံထဲကခြားသူတွေကမောင်းထုတ်နေကြလို့ပါမြ мян ကူညီပေးပါဟုသည်အမျိုးသမီးစကားပြောတဲ့တခုမိမိထိုင်ရာကိုပြည့်ရှိကရုတ်တရက်ထပ်ပေါ်လာတော့ကြောင်းကြောစွာစကနဲ့မျက်လုံးများပြန်ပွင့်ကြည့်လိုက်တဲ့ထို့အခါဝင်းညီရောင်ရောင်အနေထားမပီမပြင်းဝိုးဒိုဝါဒရဲ့တခုမှတိုးရီရှင်နာလာရက်နေကြောင်းကြောစွာ တွေ့ရှိလိုက်ရတဲ့တသက်နဲ့တခုကြုံကြိုက်ခဲ့ပူခြင်းအလင်းမရှိတော့သွေးပြည့်ပွဲဖြစ်ရများကြောင်းကြောစွာတယောက်ရိုးသွေးချင်းစိတ်များပင်ပေါက်လာမိတယ် ယခုအချိန်တွင်ဤချံကြီးဆောင်ခွေ73កောင်စလုံးမှာလေဘယ်ရောက်လို့ပဲပါမသိပျောက်ချက်သာကောင်းနေကြတဲ့ကြော်စွာသည့်တို့ဤတိမ်ငယ်စိုးရင်စိမ်းများကိုအိုးကောင်းတွင်းမှာအလင်းမြတ်မောင်းထုတ်ပြစ်လိုက်တဲ့ဤချံကြီးပန်ရှင်ဖြစ်တော့တူဖခင်သာ အရင်ကောက်ကောက်သူ့ဆိုဒီမှာလေချံကြီးဤအရှင်သခင်ပင်မဟုတ်ပါလားထို့ကြောင့်သူကဒီချံငါချံပဲငါ့ကိုမနှောက်ရှမ်းမချောက်လန့်ပါဘူးလို့ကတိပေးမှနေရာတိုင်းငယ်ပေးနိုင်မယ်ဟု စိတ်ရဲတင်းကလေးတမ်းမမပြောချလိုက်တယ်။ဂတိပေးပါလေရှင်။နေစရာနေရာမြန်မြန်ပေးပါတော့။အနောက်ကဟာကြီးတွေကခြံထဲဝင်လာရင် ကောင်းလားဆိုပြီးကျမကို လိုက်လိုက်ရိုက်နေကြလို့ပါ။ထိုရိတ်မိုင်းမိုင်းပြောဆိုလိုက်တဲ့အတိုင်းပင်ကြောစွာမလန့်မကန့်နေရလှန့်ကြည့်လိုက်တော့လိုဝုံနဲ့တူတော့မမဲကြီးနှကောင်ကိုအမောင်တို့နေရောနှောစွာမြင်တွေ့လိုက်ရလေ။နေအောင်ကျွင်းကြံများကောင်းကင်ပြင်တွင်စိုးစင်များမရှိတော့သည့်အတွက်ခြံကြီးမှလည်း ပဝန်းကျင်နှင့်တူမှောင်ပိတ်နေပြီဖြစ်တော်လေတဲတွင်ဖွင့်ထားသောတမောသားမိလုံးဝါကြီးကြီးလင်းရောက်တောက်ပတ်မှုကြောင့်သာမယုံကြည်နိုင်ပွဲရထိုရာများအားကြောစွာတွေ့မြင်နေရခြင်းဖြစ်တယ်။ဟိုနားလေးကပင်မှာတောင်းနေအနောက်ကမမဲအကောင်ကြီးများကြောင့်ဂမုရှုတို့ဖြစ်နေသောအမျိုးသမီးတဒံရဲ့ဤအသေးတန်ခွင့်ပံမှုကြောင့်ကြောစွာလဲခြံတွင်းရှိအပင်များအားဟိုဒီဒီရှောက်ကြည့်ပြီးနောက်တွေ့ကြရာပိန်းနေပင်တပင်အားလက်ညှိုးထိုးညွန်ပြက နေရာပေးလိုက်လိမ့်မယ်။ဤတွင်အမျိုးသမီးရိတ်မှလင်မြန်သောအချိန်ဖြင့်ပိန်းနှံပင်ထက်ပြစ်ထက်သွားလျင်အမေရန်ကြီးတန်းသာလှစ်ခနဲ့ကြောစွာတွေ့မြင်လိုက်ရသည့်ထိုအချိန်တွင်နောက်ထပ်ကလေးရိတ်တစ်ခုမှကြောစွာတန်းရာကုတ်ပြင်းသောခြံတွင်းတစ်နေရာကပြစ်ထွက်လာခဲ့ပြီ။သမီးကိုလည်းနေစရာတစ်ခုလောက်ပေးပါရှင်။နေစရာမရှိလို့ပါဟုငိုတန်ပပပြောဆိုလာခြင်းကြောင့်ကြောစွာလည်းဂိူနာတက်သွားခဲ့သည့်ဖြစ်အပင်ငက်တဲ့ပင်ထမှန်ရွေ့ချယ်ပြလိုက်ပြန်တော့အဆိုပါကလေးရိတ်မှာ ထမအမျိုးသမီးရိတ်ခဲ့တော့ပင်သူ့ဖို့ပင်ထက်မြန်ဆန်လွန်းစွာပြစ်တော့သွားပြန်တယ်။အပြင်းမလာသည့်မကြုံမလို့သူများအားရင်းတို့နေရာတိုင်းကချပေးပြီးနောက်တွင်ခလန်း၌ရှိနေကြတော့မဲမဲကြီးနှကောင်လေးတပြေပြေချင်းပျောက်ွယ်သွားလိမ့်တယ်။ထိုခိုက်ငါကောနေစရာပေးဦးမလားဟုတော့အတန်ကြီးတထံမှတဲအတွင်ပိုင်းမှထွက်လာခဲ့တယ်။၎င်းအတန်ကြီးသည်ပစုံကြော်များတောင်းစားခဲ့တော့ကုပြင်းနဘေးတရက်ပင်ထက်ကမိမကြီးအတန်ပင်ဖြစ်တဲ့ ကြော့စွာတယောက်အကာရံမရှိတော့ဟာလာဟင်းလင်းရှေ့မျက်နှာစားတဆင့်ချက်ချင်းတဲတဲတွင်လှဲ့ကြည့်လိုက်တော့ဖျားစင်နှပင်နေရန်ထက်ထုတ်တန်းပေါ်တွင်ထိတ်လန့်ပေါ်ရမြင်ကွင်းတစ်ခုအားထင်းထင်းကြီးတွေ့လိုက်ရကြည်တယ်အเจ้าမှာခန္ဓာကိုယ်တစ်ခုလုံးအမွေးမြင်မဲမဲကြီးများများအုံမုံလွမ်းနေလျက်ရှိတော့ခက်ဝဝသေးမှကြီးတစ်ကောင်မှ ထိုနေရာမှပြိုးကျလာတော့မျက်လုံးကြီးများပြည့်သူ့အားစိုက်ကြည့်နေခြင်းကြောင့်ပင်ကြော်စွာနေဖြင့် လိပ်ပြာလွန့်ထွက်မတဲကြောက်လန့်သွားခဲ့မိတော်လေအရက်တကုန်းနေတို့အစောပိုင်းကကြိုတင်ကြုံခွဲရတော့ထုံမချာနာဖြစ်များပါဝင်မိမိကိုကိုခြံကိုအစိုးရသူဖြစ်ကြောင်းစက္ကန့်နဲ့နဲ့တွေ့မှာပင်သုံးသက်ဆင်းရဲနိုင်လိုက်လျင်တိုးရိပ်တွေးများပြန်လေစူပွက်လာခဲ့ပြီးကိုပြစ်နဘေးကအင်တိုင်းတိုင်းတွင်ချိတ်ဆွဲထားသောလုံချုံကြီးလက်နက်ဓားရှင်နှောင်းအားပြည့်ဆွဲอยู่ကဟဲ့မိစားမဖျားစင်နာကအခုဆင်းဆန်းဟုအော်ဟင်းငေါလျက် လက်မဓာတ်ချောင်းဖြင့်ချိန်ရွယ်ပြစ်ပေါက်လိုက်တဲ့ထိုကားတဲမကြီးကဓာတ်ကိုတင်းချောင်းကတဲမိုးစီတို့အိမ်မြောင်တကောင်ပေါ်မှာတွေ့ကက်လိုက်ပြီးဒေါသတပြင်းတောင်းကျန်းနေတော့တဖြစ်တဲကြီးတစ်ခုလုံးမှာအဆက်မပြတ်တုံဟီးလောက်ကတ်သွားလိမ့်တယ်တို့ဤပါဇက်မှာလေဒီချန်ကြီးမှာငါနေလာတာကြာပြီငါကိုဘသူကားမှဂလန်ကစံမလုပ်ရဲခဲ့ဘူးဒီချန်ကြီးကိုလူလောကမှာနင်းတို့ပိုင်ဆိုးကြတယ်လို့ပြရလောကမှာလေငါစောင့်ရှောက်ရတာပဲအခုနင်က နင်းနဲ့မဆိုင်တဲ့ငါလောကကကိစ္စတွေကိုဝင်ရှုပ်တဲ့နင်းကြောင့်အကူရောက်လာတဲ့ဟာတွေကငါ့ကိုမခံလေးစားလုပ်ကြတဲ့ငါမကျင်တတ်ဘူးလုံးဝမကျင်တတ်ဘူးဟုအန်ကြိတ်ကြိတ်ဆိုလျက်ကြော်စွာရှိရာဝူဝဝလှမ်းအုတ်ခုံအုပ်လိုက်တော့တယ်ကြော်စွာဆိုဒီမှာလေဤခါကြမှာကြောက်လန့်နေကြဖြစ်ကလက်တွင်းကျန်သောဒါအားဗရန်မတာဝေးရလျက်ငဲတန်းပေါအော်ဟစ်ထွက်ပြေးရကြည်တယ်ဖထောင်းနေတယ်မှာတသားလေးကြောက်အောင်နောက်ပြန်လက်မကြည့် ဖော်ပြရင်ကခြံပြဘတ်တော်တန်ခဝဝေရောက်တော့အသေးတယောက်နဲ့တွေ့ရတွင်ဆိုင်ကတစည်းငှားဖို့ရန် အကူကြီးတောင်းခံလျက်ကြော်စွာတယောက်မျိုးတွင်ရှိမိမိအနေရင်သို့အတော်နေခဲ့လေတော့လေအိမ်သို့ရောက်တော့ကမိသားစုများကြောင့်ဖြစ်ချောင်းကုန်စင်ပြောပြလိုက်သဖြင့်ထိုတဲမှဖခင်ကြီးဦးသိန်းလိုင်မှရေတမအေးဖြစ်လျက်ရှိကဗတိတကုံးနှင့်ပရိတ်ရီဒပလင်ဆွဲကင်လျက်တရဲမကိုညာတွင်ရင်ဖြင့်မိမိတရဲချမ်းမှနှင်းရွတ် ကျော်စွားနေအိမ်လှုပ်ရှိလှုပ်သမားများတယောက်ကိုခုံငင်၍သုံးယောက်သာမြို့ပြင်သို့ထွက်ခဲ့ကြလေတယ်။ခြံကြီးရှိသူကြောက်ကြသောညချင်းသည်နောက်ကျလာပြီဖြစ်ပြီးပတ်ဝန်းကျင်သည်အလွန်မင်းပင်တိတ်ဆက်လျက်သာရှိနေတဲ့ကျော်စွာကြုံတွေ့ခဲ့ရသောတရဲမကြီးပါဝင် အခြားနန္ဒာဘဝများအားယခုအချိန်တွင်အရေးရောင်းများမတွေ့ကြသည်။ဦးတန်းလိုင်သည်သူ့ခြံနေထားကိုလှဲ့လှယ်ကြည့်ရှုပြီးနောက်ကျော်စွာနေလှုပ်သမားများအားတဲရှိနာတွင် ထင်းတုံများရှာဝေစုဖို့ မီးဖို့စီတဲ့။များမကြမီတွင်ထင်းမီးဖို့ဤတဝင်းဝင်းတက်လက်လက်အလင်းရောင်များကြောင့်ပိမ့်ပိမ့်လောက်အောင်မောင်းမိုက်နေခဲ့တော့တန်နီတဝိုက်မှာထင်းထင်းညီလာခဲ့တယ်။ထို့နောက်တွင်တော့ဦးသိန်းနိုင်မှာပရိဒုတ်ဆုပ်ရင်တရားစာများအဆက်မပြတ်နှုတ်တရွတ်ဆိုကတဲမကြီးနေထိုင်ရာတရက်ပင်ကြီးအားပရိရေစံများသွားပတ်တယ်။ထို့အချိန်တွင်ရင်းတရက်ပင်ထက်ကမဲမဲရာကြီးတစ်ခုမှခတ်အောအောညီးတွားတန်ကြီးနဲ့တို့ဂျုံစာထွက်ပေါ်လာခဲ့ပြီးခြံတွင်းရှိပင်ကြီးငယ်တပင်ကြီး တပင်းစီတို့မြောက်တကောင်ပမာလိုက်လံကူးခုံနေလီတော့တယ်တို့နေ၎င်းမမဲကြီးတဖြစ်လေတရဲမကြီးမှချဲတွင်းလက်ပဲပြေးလွားနေရင်ကအခါတပားတွင်တရဲပင်ကြီးတပင်ဤတကိုင်းတကိုင်း၌အချိန်တက်လိုက်ပြီးနောက်မီးလင်းဖို့တက်တက်စီချိန်ရွယ်ဥတီခုံချလိုက်လိမ့်မယ်တရဲမကြီးကြောင့်တောက်ပနေခဲ့တော့မီးလင်းဖို့ငိမ့်သွားခဲ့ပြီးနောက်ခြံကြီးမှမှောက်မဲကျသွားခဲ့၍ဦးသိန်းနိုင်တို့ဘာမှမမြင်ရပဲရှိနေတယ်ထိုခိုက်တွင် တကုတ်ကုတ်တခိခိရီမောတန်ကြီးပါဝင်အလုံးတွေတပုတ်တံများထွက်ပေါ်လာတော့ကြောင့်ကြောစွာအတန်ပါရအောင်လင်းတံမီဖြစ်ဟိုဒီလိုက်လံထိုးကြည့်မိတော့အိမ်လုံသမားမှာမြေကြီးပေါ်၌သူ့တခိုးတဲ့လူးလွန်တော့လျက်ရှိနေတယ်သူတို့ကြောင့်အခြေအနေပြေးကြည့်ကြတော့အလုံသမားမှာအသားများဖြူရော်အိဆက်နေပြီးမျက်လုံးများမှာမိတ်လျက်သာ ရှိနေလိမ့်ပြီးဦးသိန်းလိုင်သည်ထိုချင်းရများကိုကြိရှုခြင်းအဖြစ်ဝင်းရောက်ပူးကတ်သွားပြီးဖြစ်ကြောင့်တုံးသက်ဆင်ခြင်လိုက်နိုင်လျင် အလုသမားအပွေ့ချီစီကချမ်းဆောင်တဲဘော်အញ្ញံရွှေ့ပြန်တားဖြစ်သူကိုခိုင်းရတဲ့ထို့နောက်တဲဘော်ရောက်ကြတော့ခန္ဓာကိုယ်တစ်ခုလုံးအကြောဆွဲသလိုဖြစ်နေသောအလုသမားကိုအိုးသိမ့်လိုက်ကဗရေကောင်းဆူပေးလိုက်ရင်ပရိတ်ဆက်များ တောက်လျက်အမင်းများလှုပ်လျော်တယ်။ကဲဟဲ့ပြောစမ်းနင်းကဘာတူလဲဘာအတွက်ကြောင့်ဒီခြံထဲမှာရှိနေရလဲအာပူတယ်ပူပူတယ်နင်းနင်းတို့ခြံဆောင်သိတယ် ငါကဒီဆန်ထဲမှာအကြီးဆုံးပဲငါနေလာနှစ်ပေါင်းအတန်ကြာပြီအဲ့ဒါဆိုကောင်းကောင်းမနေပဲအခုလိုလေးပါကြောင့်၆လန့်နှောက်ရက်ရတာလေပျော့ဆန်နင်းသားငါကိစ္စတွေဝင်ရှုပ်လို့အခုနင်းသားကြောင့်တချံလုံးကငါ့ကိုပမာမခန့်ဝိုင်းလုံးကုန်ကြပြီငါအမိန်ကိုလေဒင်းတို့မခံကြတော့ဘူးအေးကောင်းတယ်ချမ်းပန်ရေဖြစ်တော့ငါကလည်းပြီဒီချမ်းကြီးမှာဘယ်သူမိတ်အာနာမှာတက်ရောက်ခြင်းမရှိစေရ နေလဲအကိုကစပြီဒီချန်တန်းမှာနေခွင့်မရှိစေရဒီချန်တန်းမှာငါလဲမနေချင်တော့ဘူးဒါပေမဲ့ကြီးစိုးခဲ့သူတယောက်နေနဲ့ငါထော်သွားဖို့ကလူစားတယောက်လိုတယ်ဟဲ့နေကူပြောတဲ့စကားကဘာဒိတ်ပဲလေဘာကိုလူစားတယောက်လိုရလဲမိသည့်စကားမှပြန်လည်းမပြောတော့ပဲဇက်ချိုးကြကအယုတ်ချိုးပြတ်ဆက်ကနေလဲကြသွားတော့တယဲမကြီးဝင်ပိုးခံရသည့်အလौဒမားကိုကြီးကဦးသိန်းလန်နဲ့ကြောသွားတော့ တားဖနှောက်စက္ကန့်များစွာကြာမြင့်သည့်ထိဘာစကားမှမပြောဆိုနိုင်ကြပေမှင်သက်နေကြတယ်။မိမိတို့ထင်သလိုမဖြစ်ပါစေနဲ့ဟူ၍လည်းအကြိမ်ကြိမ်အလီလီစိတ်တွင်းခိုစီတောင်းဆိုပြုနေမိကြတယ်။သို့တော်လေသူတို့တားဖ၏စူတောင်းများမပြေဝခဲ့ခြင်း။ရင်ခွဲယုံ၏ဆေးဆေးရရနှလုံးသွေးရက်၍ရှောင်းတခင်ဆုံးပါရှာခဲ့သည်ဟုသောအလौဒမားအတွက်တတ်နိုင်စွမ်းသမျှအလူတန်းများယေစုပြုလုပ်ပေးခဲ့ကြပြီ။ကွယ်လွန်သူ၏ ြံရည်သူမိသားစုများကိုလည်းဦးသိန်းလှိုင်မှယနေ့ထက်တိုင်အဆဆရရကိုကြီးစောင့်ရှောက်လျက်ရှိတယ်။မြို့ပြင်ရှိဦးသိန်းလှိုင်တို့စိန်လုံးတည့်ရချံကြီးအနီးတဝိုက်မှာယနေ့အချိန်ခါတွင် အရင်ကလိုမဟုတ်တော့ဘဲစီပင်လာခဲ့ပြီးထိုချံကြီးနားတွင်စိုက်ပျိုးချံများစွာနဲ့စိန်လုံးတည့်ရချံများစွာလည်းပေါ်ထွက်လာခဲ့ပြီးဖြစ်သောကြောင့်တခါကဤဖြစ်ရက်ကိုဖွင့်ဟပြောပါကမိမိတို့ကြိုးစည်းပွားထိခိုက်စရာမရှိကြောင်းယူဆလျက်အမင်းနှင့်နေရမြတ် လီလွယ်ရေးသားစီလျင်ကျွန်တော်ဤစာရှုသူများစိတ်ဝင်စားသည့်ရှိမှတ်သားနိုင်ရန်လို့ငါအထက်ပါဇလံအားလူစားလေးသည်ဟုခေါင်းစဉ်တက်ကတင်ဆက်လိုက်ရခြင်းဖြစ်လေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဇော်မင်းအောင်ရေးသားထားတဲ့လူစားလေးသည်ညာဆိုတဲ့စိတ်ဝင်စားဝယ်ရာပရလော့ကဇလံကောင်းလေးတစ်ပုဒ်ကတော့ဒီမားနေပြီးဆုံးပါခင်ဗျာဇလံလေးကိုစောင့်နောက်ထောင်ပေးကြတဲ့အတွက်တအိုးတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာနောက်ရက်နောက်ရက်များမှလည်း ဘလို့ဇလန်းကောင်းများစွာကိုပြောပြတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။